မင်္ဂလာပါရှင်။ဧပြီလ9ရက်ဗုဒ္ဓဘူးနေ့အတွက်ရှယ်ငုံရဲ့လှည့်လွှတ်ချက်ချရန်ကုန်တရေများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တကုံမြို့သစ်စိတ်ကမ်းမြို့နယ်ယူစနတ်အိုရီမြို့တော် B1 လမ်းတွင်မိလောင်မှုဖြစ်ပွားတဲ့တဲ့။ရန်ကုန်တိုင်းဒေသကြီးတကုံမြို့သေးစိတ်ကမ်းမြို့နယ်အမှတ်94ရပ်ကွက်ယူစနာဦးရင်မြို့တော် B1 လမ်း တိုက်21တရားတွင်ဧပြီလ9ရက်ည7:00နာရီမိနစ်20ကမိလောင်မှုဖြစ်ပွားကြောင်းသိရပါဗျ။အဆိုပါမိလောင်မှုဖြစ်ပွားရနေရသောမြို့နယ်မိသက်ဦးစီးမှုဥညညီထုံးနှင့်မိသက်တပ်ဖွဲ့ဝင်များကမိငိမ့်တက်ကြရာ7:00နာရီမိနစ်30တွင်မိငိမ့်တက်နိုင်ကြောင်းသိရပါဗျ။မိလောင်မှုမှာ အခန်းတွင်တက်ဆင်ထားတဲ့အေကွန်စေကဖ်အပူလွန်ခဲ့ရမှအောက်ရှိမှွေရပေါ်သို့မိပွားကြပြီးမိစတင်လာကြွခဲ့ခြင်းဖြစ်တယ်လို့သိရပါရရှင်ဒီသတင်းကိုတော့ဖြိုးစန္နာကပေးပို့ းထားပဲဖြစ်ပါတယ်ဆလတ်တင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဘောလုံးဖွဲ့ချုပ်ကငလင်တန်သိမြို့တုံမြို့သူလူသားချင်းစာနာမှုအကူအညီပေးတဲ့တဲ့င်ရန်ကုန်တိုင်းဒေသကြီးဘောလုံးဖွဲ့ချုပ်ကငလင်တန်သိမြို့တုံမြို့ဖြစ်သောစကိုင်းမန္တလေးနှင့်နေပြည်တော်မြို့များရှိငလင်သိမ့်ပြည်သူများအား၅ရက်ကြာလူသားချင်းစာနာမှုအကူအညီပေးရခဲ့ကြောင်းသိရပါတယ်အဲ့ဒီလိုပေးရရာတွင်အစာအသောက်ဈေးဝါအသုံးဆောင်ပစ္စည်းများအပြင်ဆန်အိတ်၂000 ရေတန့်ကတ်9334ကတ်နဲ့စားသုံးစီကား2စီး14554လီတာတို့ကိုတွားရောက်ပေးရလူတန်းငယ်ကြောင်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့တကြံယုံပေးရရှိကာလအတွင်းရန်ကုန်မော်လမြိုင်ရန်ကုန်အစုံအစံအထူးရထားခရီးစဉ်များပြည့်စုံပြီးသွားမယ်ဆိုတဲ့သတင်း။ မဟာဒဇန်ကာလာအတွင်းဌာနဆိုင်ရာဝန်ထမ်းများနဲ့မိသားစုများခရီးသွားပြည်သူများခရီးသွားလာမှုအစဉ်ပြေစေရအတွက်ရန်ကုန်မော်လမြိုင်ရန်ကုန်အစုံအစံအထူးရထားခရီးစဉ်များကိုဧပြီလ17ရက်12ရက်20ရက်နဲ့21ရက်တို့တွင်ပြည့်စွဲပေးသွားမှာဖြစ်တယ်လို့မော်လမြိုင်ဘူတာကြီးကအသိပေးထားပါတယ်။အခုလိုပြည့်စွဲရာတွင် AAR တွဲဆိုင်ဖြင့်ရန်ကုန်သို့ပြေးဆဲမဲအစုံအထူးယထာဟာမော်လမြိုင်ဘူတာကြီးမှဧပြီလ17ရက် နနက9:30မိနစ်တွင်ထွက်ခွာမှဖြစ်ပြီးရန်ကုန်ဘူတာကြီးသို့ညနေ9:55မိနစ်တွင်စရောက်မှဖြစ်ပါသည်။ အလာဒူလေအိတ်တွဲဆိုင်ဖြင့်မော်လမြိုင်တို့ပြေးဆွဲမဲအစံအထူးရထားဟာဧပြီလ17ရက်နနက်9:55မိနစ်တွင်ရန်ကုန်ဘူတာကြီးမှထွက်ခွာမှဖြစ်ပြီးမော်လမြိုင်ဘူတာကြီးသို့ညနေ6:00နာရီတွင်စရောက်မှဖြစ်ပါသည်အထူးအတူအပလာ၁၂ရက်နေ့တွင်လေအိတ်တွေဆိုင်ဖြင့်ရန်ကုန်သို့ပြေးဆွဲမဲ့အဆုံအထူးရထားဟာမော်လမြိုင်ဘူတာမှနနက်9:30မိနစ်တွင်ထွက်ခွာပြီး AAR တွဲဆိုင်ဖြင့်မော်လမြိုင်တို့ပြည်ဆွေမဲ့အစံအထူးရထားဟာနနက်9:15မိနစ်တွင်ရန်ကုန်ပူတာကြီးမှထွက်ခွာမှဖြစ်တယ်လို့သိရပါတယ်ရှင်။ပြည်သူများရှင်ကျမတို့ရှင်ကိုမီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွေမှာဖြစ်ပေါ်နေတဲ့သတင်းပြစ်စင်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးရရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပြည်သူများအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။